Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ CR Dan Forward Channel ကနေပြန်လဲကြိုဆိုလိုက်ရပါတယ်။ကြည့်ကျွန်တော်မညာကတော့ပေါ်တူဂီအသင်းကအာမေးနီးယားအသင်းကိုပေါ့နော်9-1ဆိုတဲ့ရလဒ်နဲ့ကိုပြည့်ချစ်ပြည့်အနိုင်ရရှိပြီးတော့ဒီကမ္ဘာဖလားဝင်ခွင့်ကိုရရှိသွားပြီပဲဖြစ်ပါတယ်။ဒါခရစ်စတီယာနိုနယ်ဒိုအတွက်လဲဒါ6ချိန်မြောက်ကမ္ဘာဖလားလို့သိရတယ်။အဲ့တော့အဲကျွန်တော်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပွဲပြီးသုံးသက်ချက်လေးဒါအမြင်လေးပြုလုပ်သွားမှာဖြစ်ပါတယ်။အဲညကတော့ကျွန်တော်ရဲ့ channel လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ လိုင်းရဆက်ခွိုင်းလေးပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျအဲ့တော့ကျွန်တော်တို့စလိုက်ရအောင်အပေါ်တူဂီကတော့ဟိုပြီးခဲ့တဲ့ဒီအိုင်ယာလန်နဲ့ပွဲစဉ်မှာပေါ့နော်ဒီသူတို့ဒါပြီးခဲ့တဲ့ဒီ international break မှာပေါ့နော်နှစ်ပွဲကြံရတယ်ဗျဒီ international break မှာနှစ်ပွဲကြံရတယ်အိုင်ယာလန်ကိုဒီသူတို့ away gun တော့ပြီးတော့ကြံရတယ်အဲ့ပြီးတော့ဒီအာမေးနီးယားကိုအင်ကုန်မှခံရတယ်ပေါ့နော်။ဘိုင်ယာလန်ကိုခံတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူခရစ်စတီယာနိုရော်နယ်ဒိုထုတ်ခံရတာပြင်သူငကူပြက်ဆိုရီယာလန်နဲ့ဒီရှုံးနေခဲ့တယ်ပေါ့နော်။ အဲဒါကြောင့်မလို့ပဲပေါ်တူဂီတို့အတွက်ကမ္ဘာဖလားဝင်ကွင်းရောက်ဖို့ရန်အတွက်အဲတေချာပါမလားအဲဒီဒီပွဲစဉ်ကိုဟိုနိုင်တော့နိုင်လိမ့်မယ်ဒါပေမဲ့ဒီလုံကြီးကိုပြတ်သွားပါမလားဆိုတဲ့အဲစိုးရင်စိတ်တွေရှိခဲ့တယ်အဲအဲ့ဒီဟာတွေကိုပေါ်တူဂီအသင်းသားတွေအားလုံးကဒီခရစ်စတီယာနိုရော်နယ်ဒိုနဲ့ပေါ်တူဂီအသင်းအတွက်ကိုပြတ်ချေပြတ်ဒါမကြေပွဲခံလိုက်တယ်လို့ပဲပြောရမလားပေါ့နော်အဲ့တော့ကိုပြတ်ချေပွဲအနိုင်ရရှိသွားတာဖြစ်ပါတယ်အဲ့ဒီနေ့ပွဲစမှာဆိုလို့ရှိရင်တော့ပေါ်တူဂီက လေးသုံးသောပုံစံနဲ့ပွဲထွက်လာတယ်ပေါ့နော်။ကျွန်တော်မြင်မြင်ခဲ့တဲ့ပုံစံတွေအများကြီးတွေ့ခဲ့ရပါတယ်။အဲ့တော့ဟိုဒီနီပီယာရောဘတ်တိုမာတီနက်စ်အနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဗျာဒီဒီကွင်းလယ်မှာဒီဖီဒညာဗီဒညာဘရူနိုဟိုဒီအဲဂျောင်းနေဗတ်သုံးရမယ်စာရူဗင်နေဗတ်ကိုသုံးလာတဲ့အချိန်မှာကျွန်တော်တို့မချိုက်ကြဘူးပြီးရင်နောက်တက်မှာဆိုလို့ရှိရင် ဒီဒီကိုဒါလောတော့ပါလာတယ်ကျွန်တော် မကြိုက်ကြဘူးအဲပြီးရင်တိုက်စစ်မှာဆိုလို့ရှိရင်ဂျောင်းဖီလစ်ပေါ့နော် နောက်ထပ်ပါတော့ဂျောင်းဖီလစ်ကဒီရဒီမှာပုံစံကောင်းပြရနေတော့ကျွန်တော်သူထဲတာကိုကျွန်တော်အပြစ်ပြောလို့မရပါဘူးပြီးခဲ့တဲ့ပွဲစဉ်မှာပဲကျွန်တော်တို့လူထောက်ပုံတွေကနည်းနည်းလိုအပ်ချက်ရှိတယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့ဒီနေ့ပွဲမှာဆိုလို့ရှိရင်တော့ဂိုသမန်နေရာအစအဲဒီနောက်တန်းအလေတန်းအဲတိုက်စစ်ပေါ့နော်၃နေရာစလုံးဘာမှပြောစရာမရှိခဲ့ဘူးကိုသမန်နေရာမှာဆိုလို့ရှိရင်လည်းအဲကော့စတာအကောင်ဆုံး ဒီပေါ်ထွက်လာခဲ့တယ်နောက်တန်းမှဆိုလို့ရှိရင်လည်းအကြောင်းမြင်ရင်ခဲ့တာဒီကွန်းလက် sorry CCB နှစ်ယောက်နေရာဒီ Renato Picas နဲ့ဒီ DS ပေါ့နော် Rovenias ပေါ့အဲ့တော့ figure ပြအတက်ငယ်ရဗျာပြီးတော့အမြင်ဘောတွေပိုင်းလည်းပိုင်းနေတယ်ဒီနေ့ဘွဲစမှာဆိုလို့ရှိရင်လည်းအမြင်ဘောတွေလားဗျာသူအကောင်းဆုံးရှင်းထုတ်နိုင်ခဲ့တယ်ပြီးရင်အဲသူ့ရဲ့ဘေးမှာ DS နဲ့တွဲပြလိုက်တော့အတွေ့အကြုံရှိ player တယောက်နဲ့တွဲလိုက်တော့တော်လေးကိုမြိုင်သွားခဲ့တယ်ပြီးတော့ကျွန်တော် left hand နဲ့ right back ပေါ့နော်အဲ left hand နဲ့ right back နဲ့မှာဆိုလို့ရှိရင် semi တို့ တော့ကျွန်တော်ဒီအပေါ်ဒီကမှာဆိုလို့ရှိရင်ကျွန်တော်တို့တတိတိတ်မထားမိတာကအဲဆက်မိလို့ပဲဘာလို့ဆိုလို့ရှိရင်ဗျာသူက dialog tag ကိုပို့ပြီးတော့ဒီ overlap တွေအဲဒီအတွင်းထဲချိုးဝင်တဲ့ဟာတွေတော်တော်လေးကိုကောင်းတယ်ဗျာအဲဒါကျွန်တော်ဆိုလို့ရှိရင် United ပြည်သက်တရားအနေနဲ့အဲဟို dialog ကိုဟိုရှင်းပြမကြိုက်ဘူးပေါ့ဗျာဆက်မိလို့ပဲပို့ပြီးတော့သွားကြတယ်ပြီးရင် level မှာဆိုလို့ရှိရင်လည်း cancel လို့တုံးလာခဲ့တယ်အဲ့တော့ cancel လို့ဒီ robin နူနိုမန်ဒက်စ်မရှိတဲ့အချိန်မှာဂျောင်ကန်ဆယ်လိုသုံးတာကကျွန်တော်တို့ဒီပေါ်တူဂီအသင်းအတွက်အများကြီးအထောက်အကူဖြစ်ပါတယ်အဲ့တော့ဒီပွဲစမှာဆိုလို့ရှိရင်လည်းသူ့စီကနေဘောလုံးနေထွက်ခဲ့တယ်အဲသူအတွင်းထဲဝင်ပြီးတော့ကစားတာပေါ့ဗျာသူကတော့အာဒီရာဖေးလီယိုကတော့ဟိုဘေးစီနားကိုကတ်ပြီးတော့ကစားခဲ့တယ်ပေါ့နော်အဲ့တော့ထားပါတော့ဒီဘက်ကလန်ကလည်းအဆင်ပြေခဲ့တယ်ဗျာပြီးကွင်းလဲမှာဆိုလို့ရှိရင်လည်းဗီဒီညာဘရူနိုနဲ့အဲဒီဂျောင်နေဗတ်စ်ပေါ့နော်အဲ့တော့ဗီဒီညာကနောက်မှထိုင်းကစားတယ်ဘောလုံးနေကိုဒီရှေ့နဲ့တွဲပြီးတယ် အဲအကောင်းဆုံးဒီတန်ဖိုးဟိုအတင်ချလုပ်ပေးတယ်အဲအဲ့လိုပဲဂျောင်းနီဘတ်ကတိုက်စစ်ထိလိုက်ပါပြီးတော့ဘောင်းစ်တကွာပုံစံကစားခဲ့တယ်ဒက်ဖန့်စ်လိုက်တဲ့ခါမှာလည်းအဲဂျောင်းနီဘတ်ကအများကြီးဒီခန်းစစ်ကိုကူးခဲ့တယ်ပြီးရင်ဘရူနိုပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်ရဲ့မှာအကောင်းဆုံး player ဖြစ်တဲ့ဘရူနိုကတော့ဟိုပြောစရာမရှိဘူးဟိုရရှိသွားတဲ့ဂိုးတွေအားလုံးကလည်းသူ့စီကနေရတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ cross တွေဟိုကျွန်တော်တို့ဒီ United မှာဆိုလို့ရှိရင်ဗျာမမြင်ရတဲ့ကြာကြီးဖြစ်တဲ့ cross war တွေအများကြီးတက်လာခဲ့တာကိုတွေ့ခဲ့ရတယ်အဲပြီးတော့ရင်တိုက်စစ်မှာဆိုလို့ရှိရင် Leo အပြင် Ramos နဲ့အဲဒီ Banaro Silva ပေါ့နော်အော် Banaro Silva ဒီထက်မှဒီ LM မှာပြထိုင်မယ် तू က right mid ပုံစံမျိုးနဲ့ကစားခဲ့တယ်ကိုတွေ့ရတယ်အဲ तू အတွင်းဝင်တယ်စမီတော့ကညာချောင်းကိုထွက်ပြီးတော့ကစားခဲ့တယ်ပေါ့နော်အဲ့တော့ Rafael Leo လည်းနေပွဲစမှာအတိုးလောက်လေးအဆင်ပြေခဲ့တယ်အဲတချို့အပိုင်းတွေလွှဲချက်လေးတော့ရှိရပါဘောနော်ဒါပေမဲ့မဆိုးပါဘူးပြီးရင် Ramos Ramos ဆိုလို့ရှိရင်လည်းလွှဲတဲ့အနိုင်ကိုတစ်ခုကိုစပြီးတော့သွင်းပေးခဲ့တယ်အဲသူ့အနေနဲ့အဆုံးသက်ပိုင်းမှာအားနည်းချက်တွေရှိရဆိုပေမဲ့ပိုတူဂီအတွက်တော့ မဆိုးတဲ့အနေထားမှာရှိရပေါ့နော်နောက်ထပ်ဒီဘနာရိုဆေးဘာဘနာရိုဆေးဘာကလည်းအတင်းမတိုက်စစ်ကိုဥဆောင်ပြီးတော့ထိန်းချောင်းတဲ့အခါမှာအေးပါတဲ့ player တယောက်ဖြစ်ခဲ့ပါတယ်ဒုတိယမှာဝန်ဆောင်လူဆောင်ဝင်လာတဲ့ကွန်စီကာဝိုတို့ပြီးတော့ဂျာဖီလစ်တို့ဟိုပြီးရင်ဖော့ဖ်တို့မာဒီယပ်စ်နူနာတို့ပြီးရင်ရူဗင်နေဘတ်တို့ကလည်းပွဲစဉ်ကိုအကောင်းဆုံးထိန်းချောင်းပြီးတော့ကစားသွားခဲ့တယ်တွေ့ရတယ်အဲ့တော့ကြောက်ဂိုးလေးတွေအကြောင်းကိုစပြီးတော့ပြောကြည့်အောင် အဲ့တော့ပထမဆုံးရသွားတဲ့ဂိုးကတော့ free free kick ကနေရသွားတာပေါ့နော်အဲ့တော့ဘရူနိုတင်ပေးလိုက်တဲ့အလုံးကိုသမားပုတ်လိုက်တယ်အဲ့ဒီလုံးကို Renato Figas အကောင်းဆုံးပိတ်သွင်းလိုက်လို့1-0ဖြစ်သွားတယ်အဲ့တော့ဒုတိယပေးလိုက်တဲ့အလုံးပေါ့နော်အဲ့တော့ပေးလိုက်တဲ့အလုံးကတော့ John Cancelo attacking လိုက်တာများတဲ့အချိန်မှာဒီ Cancelo ကပေါက်သွားတယ် Cancelo ပေါက်သွားတဲ့အချိန်မှာအဲအဲ့ဒီအချိန်မှာကျွန်တော်တို့ဒီ Arnejo ရှိတာကဒီ Portuguese ရဲ့မှာ defense player တွေအနေနဲ့ဒီ area ball share ကို cross တွေအတင်ခံတာတွေကအဆင်မပြေနေဘူးဒါအသင်းငယ်နဲ့ဆိုတော့တိတ်ပြီးတော့မသိတာဘူးအတင်းကြီးနေတဲ့အချိန်မှာဒါပြဿနာဖြစ်သွားနိုင်တယ် ဒီ level မှာ new normal ပြန်လာလာမှာဖြစ်တဲ့အတွက်ကြောင့်ဒီဒီတစ်ချက်ကိုတော့ကျွန်တော်တို့သတိထားဆောင်ကြည့်ရမယ်အဲအဲ့တော့ဖြတ်တင်လိုက်တဲ့အလုံးကိုနောက်ခံတွေလည်းမရှင်းနိုင်မင်းနဲ့နောက်ဆုံးမှာဟိုဘက်က number 8ပေါ့နော် number 8ပိတ်သွင်းသွားပြီးတော့11ဖြစ်သွားတယ်အဲ့ဒီအချိန်မှာပဲအဲဒီတစ်ဖက်ကဒီ Armenia နောက် Armenia ကစားသမားလူပေးမာတာနေ Ramos ရပြီးတော့ဒီ2-1ဖြစ်သွားစေခဲ့တယ်3-1ဖြစ်သွားမယ့်အလုံးကတော့ Portuguese မှာ ဒီကွန်းလေအတွက်ပေါ့ဗျာအဲ့တော့ဒီပေါ်တူဂီမာဒီအားသာဆုံးဖြစ်တဲ့ကွန်းလေအတွက်ဒီဘရူနိုရဲ့ nervous ရဲ့ဒီဗီဒညာရဲ့ဒီ area ball state ကနေတစ်ချက်ထိလေးတွေကနေ one dash လေးတွေပြန်ပြီးတော့ one two ရိုက်တယ်ရိုက်ပြီးတော့ bruno bruno ကနေတစ်ဆင့်ပြန်ပြီးတော့ဒီ john nevers ကိုပြန်ပြီးတော့ခင်းပစ်လိုက်တဲ့အချိန်မှာ john nevers mathematical ဖဲနဲ့ away ကနေကန်သွားရယ်3-1ဖြစ်သွားတယ်အဲ့တော့4-1ဖြစ်သွားစေတဲ့အလောကတော့အဲ4-1ဖြစ်သွားစေတဲ့အလောကတော့ ဖော်ဝါလာတော့မသိဘူးเนาะနောက်ထပ်တစ်လုံးကတော့ကျွန်တော်နည်းနည်းလေးတော့ဂိုးရီအမြင်ရတော့မေ့သွားတယ်အဲ့တော့ဘရူနိုဟိုဒီပနတီရတယ်ဒီအေဒီအေရီယာပေါချဲမှာပေါ့เนาะဟိုဒီပနတီရတဲ့အလုံးကိုဘရူနိုအဆုံးသက်ပြီးတော့ဟိုဒီအဆုံးအဆုံးသက်သွားခဲ့တယ်ပေါ့เนาะအဆုံးသက်ပြီးတော့အဲဒီဖော်ဝါဖြစ်သွားခဲ့တယ်အဲပနတီကိုချွန်းချက်ချွန်းချက်မရှိကန်သွားခဲ့တယ်ပေါ့เนาะအဲ့တော့ပြီးတော့ရင်နောက်ထပ်ဒီနောက်ထပ်တယောက်ဟိုဂျော်နီဗက်ထပ်ပြီးတော့သူနေတာအာဖရိကကနေ ကြောင်ကဆယ်လို့ကြောင်ရတဲ့ free kick တင်နေအဲ့ဒါကိုဒီ John Neves အကောင်းဆုံးအဆုံးတက်သွားခဲ့တယ်။တော်လေးကိုလှတဲ့ကိုပေါ့နော်။အဲ့တော့ကိုတိုင်းထိပ်ပြီးကိုသွားခဲ့တယ်။အဲနောက်ထပ်နောက်ထပ်ဒုတိယဘက်မှာဆိုလို့ရှိရင်အဲပေါ်တူဂီ Bruno ရဲ့အတွင်းကိုနဲ့ခုထက်ရခဲ့တယ်။အဲ့ဒီလောက်မှာဆိုလို့ရှိရင်လည်း John Neves ခင်းပေးတဲ့အလုံးကို Bruno ပဲအဲဒီညာချင်နဲ့အဝေးတိုင်းဘက်ကိုကန်ပြီးတော့တွန်းသွားခဲ့တယ်။အဲ့ဒီမှာ5-1 6-1ဖြစ်သွားတယ်ပေါ့နော်။ပြီးတော့ရင်နောက်ထပ် Benedict လုံးထက်ရတယ်။ အဲအဲ့ဒါကတော့ဒီ fork ကိုဆွဲခဲ့တဲ့အတွက်ကြောင့်အဆွဲရဒီဒီဖြတ်ထုတ်တဲ့အခါမှာ penalty ရခဲ့ပေါ့နော်အဲ့ဒီအချိန်မှာ bruno ပဲအကောင်းဆုံးဆုံးသတ်သွားခဲ့တယ်အဲ့ဒီအချိန်မှာ3 bruno hat trick ရသွားခဲ့တယ်ပေါ့နော်အဲနောက်ဆုံးဒီအဲဒီ johnny best တွေကတော့ bruno ရဲ့အဲ့လိုပဲသူ့ရဲ့မှာဒီ neighbors မှာ keepers တွေပေါ့နော် bruno ရဲ့ keepers တွေအရင်အေးပါခဲ့တယ်သူ့ရဲ့မှာ keepers ပေးဖို့မှုကနေစင် renaldo vica ကပြန်ချပေးတယ်အဲ့ဒီအလုံးကိုပဲရှုပ်ရှက်ခတ်နေတဲ့ဂျားတွေကနေပဲဂျောင်းနေပဲသွင်းပြီးတော့ 7ဘဝဖြစ်သွားခဲ့တယ်7ဘဝဖြစ်သွားခဲ့တယ်ပြီးတော့ဆိုလို့ရှိရင်နောက်ထပ်အဲနောက်ထပ်သူလဲဩနောက်ထပ် Quincy Gao ပေါ့နော် Quincy Gao ကို Bruno ရဲ့မှာခင်းပစ်လိုက်တဲ့အလုံးတစ်လုံးရတည်ရဲ့အဲ့ဒါကို Mobile ထောင်ကန်သွားတဲ့အလုံးတစ်လုံးရှိတည်ရဲ့အဲနောက်ထပ်အဲဒီ Quincy Gao ပဲဒီဟို Jaw Phillips ပေါ့နော်ထိုးပစ်လိုက်တဲ့အလုံးကို ဟိုအဝေးအဝေးကနေပေါ့နော်ဖယ်ချင်းနဲ့ကန်းတုံတောင်ရတယ်အဲ့တော့ကွန်စီကာကတော့ဒီလူစားဝင်အနေနဲ့သုံးတဲ့ player တယောက်လို့တော့မြင်တယ်ဂျောင်ဖီလစ်တို့လည်းဒီပေါ်ထောက်ကစားသမားနေရာမှာတော့မသုံးတဲ့လူဂျောင်ဖီလစ်တို့လည်းဒါပေမဲ့ဂျောင်ဖီလစ်ရဲ့မှာဒီ central နေရာမှာလှုပ်ရှားကစားပုံတွေကအများကြီးအထောက်အကူဖြစ်ခဲ့တယ်အတင်းအတွက်အဲသူရဲ့မှာတယောက်ချင်းဖြတ်ကျော်ပုံတွေတအားကောင်းခဲ့တယ်ဒါပေမဲ့သူအားနည်းချက်လေးတစ်ခုရှိသွားတာက Bruno နဲ့ဝမ်တူရဲ့တော်တဲ့အလုံးမှာသူဂိုးရခြင်းစိမ်းများပြီးတော့ကန်လိုက်တာမှာတစ်ဖက်လူနဲ့ထိပ်ပြီးတော့ဒီမိုးဝထောင်သွားတယ် အဲအဲ့ဒီလုံဘရူနိုရာပြင်မယ်ဆိုလို့ရှင်ဘရူနိုလေးကိုရမှာပေါ့နော်။နော်ထားပါတော့ဒါကတော့အဲ့တော့အနှစ်ချုပ်ပြန်ပြောပြောရမယ်ဆိုလို့ရှင်ဒီနေ့ပွဲစဉ်မှာအဲပေါ်တူဂီတို့ပေါ်တူဂီတို့9-1ဆိုရရလနဲ့ကိုပြတ်ချစ်ပြအနိုင်ရတယ်။အဲပြီးတော့နောက်တစ်ဆင့်တက်သွားခဲ့ပြီ။အဲခရစ်စတီယာနိုရာနိုမပါပေမဲ့ကိုပြတ်အနိုင်ရရှိဆဲပဲ။အဲတစ်ဖက်မှာလည်းဟန်ဂူရီယာအိုင်ယာလန်ကိုမထင်မှတ်ဖက်နဲ့ဒီကြက်တူရီလေးမှဂိုရီနဲ့ရှုံးနေခဲ့ပြီးတော့ဟန်ဂူရီတို့ပြုတ်သွားခဲ့တယ်။အဲ့တော့အိုင်ယာလန်ကတော့ ဒီပေါ်တူဂီလည်းနိုင်တယ်အခုဟန်ဂေရီရောလည်းနိုင်တဲ့အတွက်ကြောင့်ပလေးအော့ဖ်ကန်ရအောင်မယ်ပေါ့နော်အဲ့တော့နေ့ရောက်ပြောရမယ်ဆိုလို့ရှိရင်အဲအာမေးနီးယားတို့ဘလူးမားကိုမစွမ်းဆောင်နိုင်ခဲ့ဘူးလို့ပဲပြောရမှာပေါ့နော်အဲ့တော့ဒီအာမေးနီးယားပလေးယာကြီးဆိုလို့ရှိရင်လည်းဒေါ်လေးကိုတနာစရာကောင်းပါတယ်ဘာလို့လဲဆိုရင်တို့တို့ဒီဂိုဒမာလီယာအစဒီဘလူးမားကိုဗျာမမျှတာကိုတို့ရဲ့မှာဘောလုံးအစင်နဲ့အစပြီးတော့အကုန်လုံးကွာချနေကြတော့တွေ့ရတယ်ဒီဒီဘရူနိုတို့အဲဂျောင်းနီဗတ်တို့ ဟိုပြီးတော့ဗီဒညာတို့အုပ်စုကလည်းအထာမထားခဲ့ပဲနဲ့ဂိုးပြတ်သွင်းလိုက်တဲ့အတွက်ကြောင့်နောက်ဆုံးမှာတော့91ဆိုတဲ့ရာလည်းနဲ့အဲပေါ်တူဂီတို့အနိုင်ရရှိသွားတယ်ပေါ့ဗျာအော်ဒီနေ့ပွဲစဉ်မှာအမန်နော့ဒမက်စ်ကတော့ဘရူနိုရသွားတယ်လို့ကျွန်တော်သိရတယ်။ဘရူနိုဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ကိုဘကန်သမှု3ချိန်ရောက်ခဲ့တယ်ပြီးရင် assist assist လည်းလုပ်ပေးသွားခဲ့တယ်ပြီးရင် cross တွေလည်းသူ့စီက cross တွေရပြာလုံးဝဒီနေ့ပွဲစဉ်မှာတော်လေးကို danger ဖြစ်နေခဲ့တာကိုတွေ့ရတယ်။ပြီးရင် keeper's လည်း9ချိန်ထွက်ခဲ့တယ်။ဟိုဒီနေ့ပွဲစဉ်ရဲ့အကောင်းဆုံး player စုကိုလည်းရသွားခဲ့တယ်ပေါ့နော်။အဲ့တော့ ဟိုနောက်တန်းကစားပုံလေးလည်းမဆိုးလို့ပြောလို့ရပါဘောနော်ဖီကာဖီကာနဲ့ DS နဲ့တွေ့တော့ကျွန်တော်ပို့ပြီးသဘောကျတာဟုတ်ပြီးကွင်းလယ်မှာလည်းကျွန်တော်တို့ကတော့ဒီ Ruben Neves တို့ဟိုဒီဟိုဒီပါလေ Ruben Neves တို့ပြီးရင် Matias Nuna တို့ဟိုဒီပွဲထိန်တဲ့ player အနေနဲ့ပဲကျွန်တော်တို့ကတော့ပို့ပြီးမြင်နေတယ်အဲအဓိကတော့ Vitinha Bruno ဟို John Neves အတွေ့ကိုပို့ပြီးသဘောကျတယ်ဒီအသင်းကြီးနဲ့တွေ့တဲ့အခါမှာဆိုလို့ရှိရင်တော့ defense player တယောက်တော့ထည့်တင်တာပေါ့နော်အဲဒါပေမဲ့ဒီလိုမျိုးစုံမပြီးတော့ကစားရမယ့်ပွဲမှာ ဒီကွင်းလဲအတွက်ဖြစ်တဲ့ဖီတင်ညာဖရူနိုနဲ့နက်ဗတ်စ်အတွက်ကတော့အကောင်းဆုံးလို့မြင်တယ်။အဲတိုက်စစ်မှာကတော့ကျွန်တော်တို့ဒီပေါ်တူဂီမှာရွေးချယ်စရာတွေများတော့မြင်ရတယ်။ဒါပေမဲ့လောလောလာအားကိုးရတဲ့ပလေယာလို့သိမ့်မရှိသေးဘူး။ရာမိုးစ်လည်းတလုံးလွဲသွားခဲ့တယ်။မှတ်မိအောင်မထင်ပါနဲ့။အဲ့တော့ဒီနေ့ပွဲစဉ်မှာဟိုဒီရိုနယ်ဒိုမပါလို့နိုင်နေပါညာပြောကြရတဲ့သူရှိတယ်။အဲဒါပေမဲ့အဲဒီအဲ့ဒီအလုံးလွဲတဲ့အလုံးကိုဒါတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဟို one chest one ကိုဖြစ်ရမယ်အလုံးတွေဗျာအဲ့လိုအလုံးတွေရခဲ့တယ်အဲ့ဒီအလုံးတွေမှာမကိုးမကိုးဘဲနဲ့ဟို ဟို Ramos မခိုးခဲ့ဘူးပေါ့နော်အဲတကယ်လို့ဒါဟိုဒီ ID နေရာမှာ Cristiano ဆိုရင်ဂိုးကောင်ဂိုးလိမ့်မယ်ကျွန်တော်ဂိုးမဲလို့တော့မပြောဂိုးကောင်ဂိုးလိမ့်မယ်အတင်းကြီးနေပွဲစဉ်မှာအဲ့လိုမျိုးဟို chance တစ်လုံးရတိုင်းတကူသွင်းမှုရရအတွက်ကလိုအပ်တယ်ဒါပေမဲ့ဟိုကျွန်တော်ပြောချင်တာ Cristiano Ronaldo ပဲအဲအတင်းဒီအတင်းအတင်းနိုင်နေတွေ့တဲ့အခါမှာပွဲပွဲတိုင်းပွဲတိုင်းသုံးနေရမယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးတချို့ပွဲစဉ်တွေမှာအရင်ခုပိုးတင်တဲ့အချိန်မှာပိုးတင်တယ်ဒီလူစားဝယ်နေတဲ့အဲသုံးတင်တဲ့အချိန်မှာသုံးရမယ်အဲ့တော့ဒီအဲတခြား player လေးကိုလည်း ဝတ်ထုတ်ခင်ပေးတဲ့နယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့အဲ့တော့ဒီနေ့ပေါ်ဆက်နေပတ်သက်ပြီးတော့ဒီကတော့ဘယ်လိုမြင်ကြလဲခွေးမအမြင်လေးတွေကိုမှမှဝင်ရမချက်ရေးပေးခဲ့ကြပါဦးခင်ဗျကြည့်ရှုအပ်ခဲ့တဲ့ညီကိုတယောက်ချင်းစီရဲ့ကျေးဇူးအထူးတင်ရှိပါခင်ဗျ